မှန်ပြန်ဖြစ်လင့်ကစားပြန်လည်ပြပြင်ရမယ့်အရေးကိုကြုံတွေ့နေရတဲ့လီဗာပူးအလုံးမဲမင်္ဂလာပါရှင်စပော့ဘာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းအနေနဲ့လက်ရှိအချိန်မှာပရီးမီးယားလိဂ်ဆူပါလားဂျီကိုတင်ပိုင်နိုင်ဖို့အကောင်းဆုံးအနေထားမှာရှိနေပါတယ်တစ်ဖက်မှာလည်းဒီလိုချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့လီဗာပူးအနေနဲ့အသင်းကိုပြန်လည်ပြပြင်သွားရမယ့်အရေးကိုရင်ဆိုင်နေရပါတယ် တာမန်တိုင်းဆိုရင်တော့ချန်ပီယံဖြစ်ထားတဲ့အသင်းတစ်သင်းဟာတကယ့်ကိုမှတောင်တင်းကောင်းမွန်တဲ့အစုဖွဲ့ကိုပိုင်ဆိုင်ထားခြင်းဖြစ်ပြီးတော့ဒီနှစ်ချန်ပီယံဖြစ်ပြီးဒီအစုဖွဲ့ကိုအနေငယ်မွမ်းမံရင်းနဲ့နောက်နှစ်မှာလည်းချန်ပီယံဖြစ်ဖို့ကြိုးစားကြတာတွေကဖြစ်လိဖြစ်တာရှိတာတွေပါပဲ။ပြိုင်ဘက်မန်စီးတီးတို့ကတက်တည်ပါပဲ။ဒါပေမဲ့လည်းလက်ရှိလီဗာပူးအသင်းပိုင်ဆိုင်ထားတဲ့အကောင်းဆုံးအစုဖွဲ့ဆိုတာနီးပြကြီးရာဂန်ကလော့ပြောထောင်ခဲ့တဲ့အစုဖွဲ့လို့ဆိုရင်လည်းမမှားပါဘူး။ဒီအစုဖွဲ့ကိုအကောင်းဆုံးဖြစ်ဖို့ကြိုးစားရင်းနဲ့နောက်ဆုံးအကောင်းဆုံးတွေကိုရရှိချိန်မှာတော့ ရာဂန်ကလပ်ကလည်းမရှိတော့သလိုဒီစုဖွဲ့တွေကကစားသမားတွေကလည်းတက်တန်းတွေကုံဆုံးကနီးဖြစ်နေကြပါပြီ။ဒီတော့နီးပြတဲ့ Amslot အနေနဲ့ဓာရီကိုပြုပြင်သွားဖို့လိုအပ်နေသလို FSG အနေနဲ့လည်းဘလို့အကွက်တွေရှိမလဲဆိုတာ Liverpool fan တယောက်အနေနဲ့အတော်လေးစိတ်ဝင်စားနေပါတယ်။ပြောရမယ်ဆိုရင်လက်ရှိ2025မှာစာချုပ်တက်တန်းကုံဆုံးမှာက3ဦးရှိပါတယ်။ဒါကဘသူတွေလဲဆိုတာကိုအားလုံးလဲသိတာမလို့အထွေအထူးပြောစရာတော့မလိုတော့ပါဘူး။ Trent ကတော့လက်လွတ်ရဖို့အတော်လေးနီးစပ်နေသလိုကျန်တဲ့ဦးကလည်းမတိချာသေးပြန်ပါဘူး။ ဒီတော့ဒီကစားသမားတွေကိုထွက်ခွာခွင့်ပေးလိုက်ပါပြီရဲ့သူတို့ရဲ့နေရာမှာအစားထိုးဖို့ကစားသမားအသစ်တွေကိုခေါ်လိုက်ပြီဆိုပါတော့ကစားသမားအသစ်တွေအနေနဲ့ကလည်းသူတို့ရဲ့နေရာတွေကိုအကောင်းဆုံးဖြည့်ဆည်းကစားနိုင်စွမ်းရှိပါလိမ့်မလားတွေးစရာတွေကများလာပါပြီဒီကစားသမားတွေရဲ့အရေးအသွေးတွေကိုလည်းအားလုံးလည်းအသိပါပဲရှင်နောက်ထပ်ပြီးတော့လည်း2026မှာစာချုပ်တည်ကုံဆုံးမဲ့ကစားသမားတွေအဖြစ်ကာလီဟာကိုနာတီရောဘတ်ဆန်တို့ရှိနေပါတယ် ဒီထဲမှာမမတက်ချ်ဖီလီကိုလည်းခေါ်ထားပြီးပြီဆိုတော့ကလဟာကိုတေချာပေါက်လက်လွတ်သွားပဲရှိပါတယ်။ရောဘတ်ဆန်လည်းဒီတော့ပါပဲ။အတင်းဘက်ကဘဲခန်စစ်တူကိုအသေးအတန်ရှာဖွေနေတာဆိုတော့ရောဘတ်ဆန်ရဲ့အနာဂတ်ကလည်းမသေးချာနေပါဘူး။ကိုနာတေးကိုတော့စာချုပ်တစ်ပေးခြင်းပေးလိမ့်မယ်။ဒါပေမဲ့ကစားသမားဘက်ကလက်မခံရင်တော့ယာတီဘက်မှာရင်ရောင်းချသွားဖို့ရှိပါတယ်။မဟုတ်ရင်တော့ယာတီကုံမှာအလွတ်နဲ့လက်လွတ်ရုံပေါ့။နောက်ထပ်ပြီးတော့လည်း2029မှာစာချုပ်ကုံဆုံးမဲ့ကစားသမားတွေက6ရောက်အထိရှိနေပါတယ်။ အန်ဒီဆန်ဘရက်ဒလီဂျိုဒါတို့အပြင်အီလီယောအမ်ဒိုဂိုမက်စ်ကာတစ်ဂျုံစီမီကတ်စ်တို့ပါဝင် နေပြန်ပါတယ်ဒီကစားသမားတွေရဲ့အရေးကိုလည်းလာမယ့်နှစ်တည်းကကြိုတင်ပြင်ဆင်ထားမှသာတင်တော်မှာဖြစ်ပါတယ်ဒီထက်မှ DS ကဘာစီလိုနာအသင်းနဲ့အတန်တွေထွက်နေသလိုအီလီယောကလည်းပွဲကစားခွင့်နေပါပါကအသင်းကနေထွက်ခွာသွားမဲ့ပုံပါပဲဒီအပြင် Mdo Gomez တို့ဆိုတာကလည်း Amslot ရဲ့ first line app ထဲမှာပါဝင်နေခြင်းမရှိပါဘူး။ Jota, Simica, Scottis Jones တို့ကလည်းလိုအပ်ချက်တွေရှိနေသေးတဲ့ကစားသမားတွေဖြစ်နေပါဗျ။ ီတော့ FSG နဲ့ Mslot တို့အနေနဲ့အနာဂတ်လူစီရင်အင်အားကိုတောင့်တင်းရဲတောင့်တင်းနေအောင်ဘလို့စီမံသွားမလဲဆက်လက်ဆောင်ကြည့်ရပါဦးမယ်။တွေးရင်တော့စိတ်ပူစရာလေးတွေရှိကောင်းရှိပေမဲ့လည်းလောလောဆယ်ကတော့ Premier League Champion ဘွဲ့ကိုတင်ပိုင်ရင်နဲ့ဖြည့်သိမ့်နေရတော့မှာပဲဖြစ်ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။